မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဒီသမားလာနေ့ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကုဒ္ဒတာယဝရီမြို့နယ်မှာခမရ35တရင်ရဲ့အထိုင်ဂိတ်စခန်းကိုတော်လိုင်းပူပေါက်တပ်ဖွဲ့ကတိုက်ခိုက်မိရှို့ရှင်းလင်းခဲ့ရာ စစ်ခွေးငါးကောင်တိတ်ဆုံးပြီးတော့လက်နက်နှစ်လက်နဲ့ခဲယမ်းများကိုတိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့မနက်၈နာရီခွဲအချိန်မှာမကိုတန်းတာယောရီမြို့နယ်လက်ဥကုံလန်မတော့တေးကုံပြည်တော်သားနဲ့ကြောက်တွင်းကြီးရွာများကိုသွားလာရလမ်းဆောင်မှာရှိတဲ့ခမရ35တပ်ရင်းကလာရောက်အထမ်းချထားတဲ့စစ်ခွေးဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာဖိပွေတိုက်ပွဲတနအီကန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်က၅ဦးသေဆုံးပြီးတော့ လက်နက်နဲ့ခဲယမ်းများကိုတိတ်စီရရှိပြီးအဲ့ဒီဂိတ်စခန်းကိုမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဂိတ်ကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်အဲ့ဒီဂိတ်ကိုတော့စစ်ခွေးတွေကပြန်ဝင်ပြီးအထန်ချတာမျိုးတော့မတွေ့ရသေးဘူးပြည်သူတွေအနေနဲ့စစ်ရေးအခြေအနေတင်းမာနေတာစစ်ခွေးတပ်ကရွေးကောက်ပွဲကျင်းပဖို့လှုံ့ဆော်နေတာတွေကြောင့်စစ်ခွေးတပ်နဲ့ဝေးရမှာနေကြဖို့အတိပေးတိုက်တွန်းချင်ပါတယ်လို့ တရားဝင်ခိုင်တရင်383ညနဲ့တခွဲနှစ်ကဘိုးတိန်တိုက်ကပြောဆိုထားပါတယ်အဲ့ဒီစစ်ခွေးဂိတ်စကန်းရှင်းလင်းနိုင်ခဲ့တဲ့စစ်စင်ရေးမှာစစ်ခွေးတွေစီကနေပြီးတော့ကာဘိုင်တလာ MA1 တလာ 5.56G 350တောင်းနဲ့မိုဘိုင်းဖုန်းနှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်စစ်တပ်ဂိတ်စကန်းတိန်စစ်စင်ရေးကိုတရားဝင်ခိုင်တရင်383ညနဲ့တခွဲနဲ့တရားဝင်ခိုင်ပကပရီရန်မြေလဗရန်မြို့နယ်ပကပအထူးတိုက်ခိုက်ရေးအဖွဲ့တို့က တပ်ပေါင်းစုံညီအကိုများပူးပေါင်းတက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့ဘော်ကနေထွက်လာတဲ့စစ်ခွင်းစစ်ကြောင်းကိုမိုင်းဆွဲတက်ခိုက်ခဲ့ရာစစ်ခွင်း၅កောင်ထိခိုက်တဲ့ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မနက်10:26မိနစ်ခန့်အချိန်မှာပလဲမျိုးကနေညာကုန်းကြီးပါဘက်ကိုထွက်လာတဲ့အကြမ်းဖက်စိတ်ခွင်းစစ်ကြောင်းကိုပလဲမျိုးအနောက်ဘက်မြို့ဝင်တရာနီးမှာတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9កောင်ထက်မနေ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းကြီးပေါ်များအထိခိုက်မရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပလဲမျိုးကနေညာကုန်းကြီးပါကိုထွက်လာတဲ့မြို့ဆောင်စစ်ခွေးတွေ ။မြာကုန်းကြီးွာကနေပြီးတော့အပြန်ပလင်းမြို့အနောက်ဘက်မြို့အဝင်တရာအရှိဘက်မှာပရိသာမိုင်းနဲ့ဖောက်ခွဲတက်ခတ်ခဲ့တာပါ။စစ်ခွေးငါးကောင်တဲ့မနဲ့ထိခိုက်ဒဏ်ရာရရှိသွားပါလေကျွန်တော်တို့ရဲဘော်တွေတော့အထိခိုက်မရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့ပလင်းညွန့်နယ်ပတ်ကောက်ဖသတင်းနဲ့တာဝန်ခံကပြောဆိုထားပါလေအလားတူပဲနိုဗာမာလ18ရက်နေ့ကလည်းပလင်းညွန့်နယ်မင်းတိုင်ပင်နယ်နောကန်ကြားမှာရှိတဲ့အကြမ်းမစစ်ခွေးအထိုင်းချတပ်ဆွဲထားတဲ့ကာကင်းဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကရှောက်တခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းမစစ်ခွေးတကောင်တေဆုံးသွားတယ်လို့သိရပါပါတယ် လားတူပဲမကွေးတိုင်းပေါ့မြုံနယ်အတွေ့စစ်ကြောင်းထိုးနေတဲ့စစ်ခွေးများမိုင်းနှိမ့်ပြီးတော့နှစ်ဦးသေဆုံးခဲ့ကြောင်း Justic Fighter ပျောက်ကြားတပ်ဖွဲ့ကတောင်းရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်နိုဝင်ဘာလ30ရက်နေ့မနက်9:30မိနစ်ခန့်အချိန်မှာပေါ့မြုံနယ်အတွင်းမှာရှိတဲ့ကြေးဝါများကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့အင်အားတရာလောက်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာ Justice Fighter ပျောက်ကြားတဲ့ဖွဲ့ကထောင်ထားတဲ့မိုင်းဝင်းကိုဖြတ်တန်းသွားတဲ့အချိန်မှာမိုင်းနေမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမိုင်းနေမိပြီးတော့စစ်ခွေးနှကောင်တေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိပြီးစစ်ခွေးစစ်ကြောင်းဟာရွှေကိုဆက်မတိုးနိုင်တော့ဘဲနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုတေဆောင်ပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ ဂိတ်ကိုက်တန်ရရှိခဲ့တဲ့စစ်ခွေးတွေကို MI70 ရဟရင်နဲ့မခွေးစေးုံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ပေါင်းမြုံနယ်ကပ္ပစ24ကနေစစ်ခွေးစစ်ကြောင်းကပေါင်းမြုံနယ်အတွင်းမှာရှိတဲ့ကြီးပါတွေကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်မှာမိုင်းနှမိတာပါ။တန်ရရတဲ့စစ်ခွေး၄ကောင်ထဲမှာဒကောင်ကတော့စိုးရင်ရတယ်လို့ပြောတယ်။အဲ့ဒီခွေးနာတွေကိုမခွေးစေးုံကိုရဟရင်နဲ့ပို့လိုက်တယ်လို့သိရပြီးတော့ကျန်တာတော့မသိရတော့ပါဘူး။ကပ္ပစ24နဲ့အနီးတစ်ဝိုက်ကြီးပါတွေကို မကြာခဏဆိုသလိုစစ်ကြောင်းထိုးဝင်ရောက်နေတာကြာပါပြီလို့ Justice Fighter ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။အဲ့ဒီမိုင်းကွင်းကို Justice Fighter ပျောက်ကြားတပ်ဖွဲ့ကရဲဘော်တွေကလုံဆောင်ထားခြင်းဖြစ်ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မေးလက်ပံကျေးရွာအနီးတိုက်ပွဲများအတွင်းမှာမြန်မာဘက်ကနေပြီးတော့ပြစ်ခတ်လိုက်တဲ့ကြီးစံကထိုင်းနိုင်ငံအတွင်းကိုကြောက်ရောက်ပြီးတော့အသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ1ရက်နေ့ည9:35မိနစ်အချိန်မှာမြန်မာနိုင်ငံဘက်ကနေပြီးတော့ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာ ဟိုင်းနိုင်ငံမဲဆောက်မြို့ပဲအချမ်းမှာရှိတဲ့ကြေးဝါများအတွင်းကိုကြက်ရောက်ပြီးတော့အသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးရဲ့ဘဲဘက်ခြေထောက်ကိုထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်ထိုင်းအာဏာပိုင်များကကြီးစံထိမှန်ဒဏ်ရာရရှိတဲ့ထိုင်းအမျိုးသမီးကြီးကိုတွားရောက်ကြည့်ရှုပြီးတော့မဲဆောက်ဆွေးရုံကိုတင်ပို့ပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထိုင်းစစ်တပ်ကမြန်မာဘက်အချမ်းကိုတရားဝင်ကန့်ကွက်စာပေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တခြားမှာလုံခြုံရေးတွေပုံမှုတင်းကျပ်ထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ30ရက်နေ့ကလည်းမြောက်ရီမြို့နယ်မင်းလ က်ပိုင်အနီးကိုစစ်တပ်ကအလုံးရင်းနဲ့စစ်တောင်းထိုးလာတယ်လို့သိရပါဗျ။မြေပြင်စစ်တပ်စစ်ကြောင်းကို KK Park အတွင်းကစစ်တပ်က၎င်း၊မြဝတီမျိုးဆောင်တပ်နှစ်ခွန်၅က၎င်းလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။မြန်မာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာထိုင်းနိုင်ငံထဲကိုကျရောက်လာပြီးတော့မြန်မာရွှေပြောင်းလူသမားနှောင်းဖိကိုက်တန်းရရှိခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ30ရက်နေ့ညပိုင်းကလည်းမြန်မာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများက ထိုင်းထဲကိုထမှန်ကြောက်ရောက်တဲ့အတွက်ထိုင်းစစ်တပ်ကသတိပေးမိကြင်များမြန်မာဘက်ကိုဖောက်ခွဲပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာထိုင်းနိုင်ငံဘတ်ချန်းကိုမြန်မာဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများကြောက်ရောက်ပြီးတဲ့နောက် တောင်ရင်းမြစ်ကိုဖျက်ကူးတဲ့နယ်စပ်ဂိတ်များအားလုံးကိုထိုင်းအာဏာပိုင်များက9ရက်တိတိပိတ်ပင်လိုက်တယ်လို့ဒီဇင်ဘာလ1ရက်နေ့မှာထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မောင်ပြည်နယ်မော်လမြိုင်မြို့မှာတောင်ဝိုင်းတော်ဖြိုချမှုအပေါ်ဝေဖန်ခဲ့တဲ့သာသနာ့ွယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်ဒီကိုလူဝလဲပြီးတော့ညှဉ်းပန်းနှိပ်စက်မှုများရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းမှာတောင်ဝိုင်းတောင်ကိုစစ်တပ်ကဖြိုချနေမှုအပေါ်လူမှုကွန်ရက်ကနေဝေဖန်ခဲ့တဲ့ post များတင်ခဲ့မှုနဲ့စစ်တပ်ကသာသနာ့ွယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်ဒီကို ိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှ905ကကြီးနဲ့ဖမ်းဆီးလိုအလဲအမှုဖွင့်ထားပြီးဆရာတော်ရဲ့မော်လမြိုင်မြို့ဈေးကြိုရက်ကွာတောင်ဝိုင်းရံဈေးတော်ကျောင်းတိုက်ကိုလည်းစစ်တပ်ကဝေးရောက်ရှာဖွေမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ဆရာတော်ကိုအမှုဖွင့်ပြီးဖမ်းခိုင်းတာကဘုံပြင်းနဲ့အစိုးရလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဘုံမှုကြီးကျော်စွန်မြင့်ကဖမ်းခိုင်းတယ်လို့သိရပါဗျ။ဆရာတော်ကိုလိုအလဲပြီးတော့တန်ဃာတော်တပါးအနေနဲ့မလျော်ညီတာတွေ စစ်တပ်ကလှုပ်ဆောင်ခိုင်းနေတယ်အဲ့ဒါကလည်းငြင်းမဲ့နှိပ်စက်မှုတစ်မျိုးပါပဲဆရာတော်ရဲ့အခြေအနေကလည်းနေထိုင်ရင်းနဲ့အဆုံးကိစ္စတွေအဆင်မပြေဘူးလို့သိရတော့စိုးရင်ရတယ်လို့ဆရာတော်ရဲ့တကားရင်းတအုပ်ကပြောပြထားပါတယ်စစ်တပ်ကတောင်ဝိုင်းတောင်ကိုမြေတူးဆန်များစစ်ရန်တရားကြီးများနဲ့ဖြိုချခဲ့ခြင်းဖြစ်ပြီးတော့အခုလိုဖြိုချနေမှုအပေါ်ဆရာတော်ကမလုတ်တဲ့မလုတ်ထိုက်သောလုံရအဖြစ်နဲ့လူမှုကွန်ရက်ကနေတဆင့်ဝေဖန်ရေးသားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဆရာတော်ကိုဖမ်းဆီးသွားပြီးတဲ့နောက်ဆရာတော်ရဲ့အကြောင်းတိုက်ဖြစ်တဲ့မော်လမြိုင်မြို့ဈေးကြိုရက်ကွက်တောင်ဝိုင်းရက်ဈေးတော်ကအကြောင်းတိုက်ကိုလေ ယ်စေခွေးတတ်တဲ့အုပ်ချုပ်ရေးအဖွဲ့များကဖိန့်ချုပ်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော် PDF တက်ရင်ရှေ့ရနှစ်မှာတက်တွဲအလောင်းဖြောက်ခဲ့တဲ့ဖြစ်စဉ်ကိုစီယုံချုပ်ယုံကစုံခုံဖွဲ့ဆစဲမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အလောင်းဖြောက်ဖြတ်ကျူးလွန်နေဆိုတဲ့တက်ရင်ရှေ့ရနှစ်ကဒုတက်ရင်မှုနဲ့ ဆရာကျောင်းခေါ်နိုင်လင်းအောင်နဲ့တက်ခွဲမှုဥက္ကာရုကိုယာရုဖြုတ်သိမ်းပြီးတော့ဖမ်းဆီးထားတယ်လို့အသိပေးထားပါတယ်။အမို့ကိုစစ်ရုံးချုပ်စစ်ရေးဌာနကနေပြီးတော့စုံခုံဖွဲ့စစ်ဆေးဆောင်ရွက်နေပါတယ်။တိုင်းစစ်ဌာနအနေနဲ့ကတော့အမှုမှန်ပေါ်ပေါက်ရေးကိုအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာပါလို့ဗိုလ်လက်ရာကပြောပြထားပါတယ်။အမှုဖြစ်စဉ်အရအခုနှစ်အေပီလာအတွင်းမှာဒရုန်းတပ်ဖွဲ့ဝင်ရဲဘော်လွှမ်းမိုးက ရဲမေတအူးအပေါ်အာရမမှုကျူးလွန်လေဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့စစ်ဆင်းနေတဲ့အချိန်မှာတင်ဆောင်ခဲ့တာလို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်ကိုတိုင်ရင်ရှေ့ရနဲ့ရဲဘော်ဟောင်းတအူးဖြစ်တဲ့ရှိုင်းထက်ကတရားလိုပြုလုပ်ပြီးတော့ KND ပြည်ရဲဌာန KSP နဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနစီကို တိုင်ကြားစာပေးပို့ခဲ့ပါတယ်တိုင်ကြားစာမှာပါတဲ့အချက်အလက်တွေအရရဲဘော်လွမ်းမိုးက drone တင်တန်းတက်နေတဲ့အချိန်မှာရဲဘော်ဂျူဂျူးကိုအရမပြုတ်ကျင်းမှုကျူးလွန်တယ်လို့ဆွဆွဲခံရလို့ drone တင်တန်းတာဝန်ကရဲဘော်လွမ်းမိုးကိုတိုင်ရင်ရှေ့ရနှစ်ကိုပြန်ပို့ခဲ့ပါတယ်အဲ့ဒီနောက်ဒုတက်ရေးမှုဆရာအကြောင်းခေါ် နိုင်လင်းအောင်ကစခန်းရဲ့ခြောက်ပေါက်မှာနှံ့ညထည့်ပြီးတော့အမှုနဲ့ပတ်သက်လို့ရိုက်နှက်စစ်ဆေးတယ်လို့သိရပါတယ်ရဲဘော်လွှမ်းမိုးရေတောင်းတောက်တဲ့အချိန်မှာတက်ခွဲမှုအုပ်ကကရေဘုံနဲ့စားဖြော်ပြီးတော့လဲမင်းထဲကိုခြေထောက်နဲ့ဖိနှင်းပြီးစားရည်တွေလောင်းချခဲ့တယ်လို့တိုင်ကြားစာထဲမှာဖော်ပြထားပါတယ်ရဲဘော်လွှမ်းမိုးဟာရတဲ့ဒဏ်ရာတွေနဲ့သုံးရမြောက်နေမှာပဲခြောက်ပေါက်ထဲမှာတင်သိမ်းဆုံးခဲ့ပြီးတော့အလောင်းကိုစခန်းရဲ့ပေ300အကွာမှာရဲဘော်ရှစ်ဦးက တွားရောက်မြုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ရဲဘော်လွှမ်းမိုးတိတ်ဆုံးခဲ့တာအလောင်းဖြောက်တာနဲ့ပတ်သက်ပြီးတော့တပ်တွင်းရဲဘော်တွေကိုတပ်ရင်းမှုနဲ့ဆရာကျောင်းခေါ်နိုင်လင်းအောင်နဲ့တပ်ခွဲမှုအုပ်ကတော့ကဘသူမှမပြောနဲ့ဆိုချင်းချောက်ခဲ့တယ်လို့တိုင်ကြားခဲ့တဲ့ရဲဘော်ဟောင်းကအသိပေးထားပါတယ်။ရဲဘော်လွှမ်းမိုးရဲ့အလောင်းကိုကင်းနီပြည်ရဲဌာနနဲ့ကြီးရွာတာဝန်ရှိသူတွေကပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကတူးဖော်ပြီးတော့တွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာကမ့်ဘလူမျိုးနဲ့စပယ်နန်တာဂိတ်မှာအကြမ်းမဆက်ခွေးတက်ကပြည်သူ၁၂ဦးကိုဖမ်းဆီးခဲ့ကပြည်သူ၄ဦးကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့မှာအကြမ်းမဆက်ခွေးတက်ကဖားကန့်တန့်ဆယ်ပြေးဆွဲတဲ့ကားများကကားသမားများအပါအဝင်ပြည်သူ၁၂ဦးကိုစပယ်နန်တာဂိတ်မှာ ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ဖမ်းဆီးခဲ့တဲ့သူများဟာတန့်စဲမြို့နယ်နေပြည်သူများဖြစ်တယ်လို့သိရပါတယ်။အမျိုးသား၉ဦးအမျိုးသမီး၂ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ပြောပါတယ်။ဖမ်းဆီးခဲ့တဲ့သူတွေဟာဖားကံမြို့မှာတွားရောက်ပြီးတော့အလုလုကိုင်းနေကြရတာကနေနေရက်ကိုပြန်လာသူများဖြစ်တယ်လို့သိရပါတယ်။အချမ်းမစစ်ခွေးတပ်ဟာကပေါ်မှာပါလာတဲ့ပြည်သူများကိုတန့်စဲသားတွေအကုန်ဆင်းဆိုပြီးတော့ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီးဖမ်းဆီးခဲ့တဲ့သူများကိုလက်ပြန်ကြိုးတုပ်ရိုက်နှက်နှိပ်စက်ခြင်းအပါအဝင်နှိပ်စက်ခြင်းအမျိုးမျိုးလုပ်ဆောင်တာအစာအငတ်ခံထားရတယ်လို့ ဖန်းစီခိုင်ရာကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာသူတအုပ်ကပြန်လဲပြောပြထားပါတယ်။ဖားကန်ကနေကျွန်တော်တို့စင်းခဲ့တာလမ်းမှာလည်းအိတ်ခဲ့ပါတယ်။ဇဝင်နဲ့သာဂိတ်ကကျွန်တော်တို့ရဲ့မှတ်ပုံတင်နေဖုန်းတွေကိုဆက်တာပေါ့။သူတို့တန်ပိုဂိတ်ကိုခေါ်သွားတယ်။မြေးဖွားကတော့ဘာမှမလုပ်ဘူး။မင်းတို့တန့်ဆိုင်တွေက PDF ကြီးပဲဆိုပြီးယောက်ျားလေးတွေအကုန်လုံးကိုလက်ပြန်ချိုးတုတ်ပြီးတော့ရိုက်တာနှိပ်ဆက်တာဝရင်တို့အဆူတွေနဲ့ကိုရိုက်တာ။ ကျိုးကောက်ပင်နဲ့လည်းရိုက်တယ်ခြေထောက်ပင်ကိုလည်းကန်းတယ်ခမင်းလည်းမကြွေးဘူးရေလည်းမတိုက်ဘူးတယောက်ချင်းစီကိုစစ်တာဘယ်အပွဲစင်းနဲ့ပူပေါင်းသလဲအမှန်တမ်းဖြစ်မင်းတို့ကောင်တွေကိုတတ်မှာဆိုပြီးတော့ချင်းချောက်တာပေါ့ကျွန်တော်တို့ဖုန်းတွေကိုလည်းယူစစ်တယ်ဘာမှလည်းမရှိဘဲနဲ့ကျွန်တော်တို့အပြစ်မရှိအပြစ်ရှာတတ်တက်ကြီးကိုအနိုင်ကျင့်တာပါခီးသွလာနေတဲ့လူတွေအကုန်လုံးပြည်ထားကြပါဆင်ခြင်ကြပါလို့ခွက်ပြေးလုံးမြောက်လာသူများကပြောဆိုထားပါတယ်ဖမ်းဆီးခံရတဲ့၁၂ဦးထဲမှာချောင်းစုံတရွာက၆ဦးဒီပဲရင်က၂ဦး ဘေးရင်ရွာတက်ကတအူအရာတော်မှာတအူနဲ့နဘတ်ကြီးရွာမှာတအူဖန်းစီခံရခြင်းဖြစ်တယ်လို့သိရပါတယ်။တန်းဆဲသားများကိုတီးတန့်ဖန်းစီနှိပ်စက်ခြင်းဖြစ်ကနေရောညပါထမင်းမကြွေးပဲဘူးထောက်ခိုင်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။နေတိုင်းကိုလာရောက်ပြီးတော့နှိပ်စက်နေခြင်းဖြစ်ကြောင်းပြန်လဲလွတ်မြောက်လာသူများကပြောဆိုထားပါတယ်။ ကိုကိုကိုအေးဆေးဆေးတီတီငိမ့်ငိမ့်လုတ်ကင်စားတော့နေတာဒါလောက်ရရဆက်ဆက်ပတ်ပတ်ဆက်ဆက်လုတ်တာတခါမှမကြုံဘူးဘူးတအားကိုရက်ဆက်တယ်ဗျာလူငယ်မှန်သမျှအကုန်လုံးကိုနှိပ်ဆက်တာဒီပန်းရင်ကလူဆိုရင်လည်းအသက်60လောက်ရှိပြီသူ့ဆိုလည်းအလုံးမပေးပါဘူးဝရင်တုတ်တွေနဲ့လည်းရိုက်တယ်ကြီးကြီးငယ်ငယ်မလွယ်ပါဘူးဗျာစပယ်နတ်တာဂိတ်ကိုမတော်ကြပါနဲ့28ရက်နေ့မှာလူနှစ်ယောက်ကိုအပြင်ခေါ်သွားပြီးတော့ကားသမားကိုရက်ရက်ဆက်ဆက်တတ်ပစ်ခဲ့တယ်တဲ့ အဲ့ဒါပြန်လာတဲ့သူကိုမေးကြည့်တာလို့ပြန်လဲထွက်ပြေးလုံလောက်လာတဲ့သူများကပြောပြထားပါဗျ။အကြပါစစ်ခွေးတာဟာဖမ်းဆီးခံသူများကိုကွေးမြင်မှာဒူးထောက်ကျိုးတုပ်ထိုင်းအောင်ရမှာကဆောင်းတွင်အင်းနေတဲ့ဂျားတွေကနေမနဲ့တခါညတခါရေနဲ့လာပြီးတော့လောင်းချင်းများကိုလည်းလုဆောင်ခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းကအမျိုးသား9ဦးကိုတန်ဖိုဂိတ်ကိုတတ်ဖို့အတွက်ခေါ်သွားခဲ့တယ်လို့သိရပါဗျ။ကားပေါ်မှာဓားတွေ့တဲ့အတွက်လက်ပြန်ကြိုးကိုဖြီးပြီးထွက်ပြေးခဲ့တယ်လို့ပြောပါတယ် လိုက်ရှာတဲ့အချိန်မှာတော့သုံးဦးကိုပြန်မိတဲ့အတွက်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့တွေခြုံပုတ်ကြားမှာပုံနေတာကျွန်တော်တို့ကိုမမြင်တာပဲရှိတယ်။ကျွန်တော်တို့ကြားကနေဖြတ်ဖြတ်ပြီးတော့ရှာနေတာ6ခေါက်9ခေါက်လောက်ရှိတယ်။၃ယောက်ကတော့ပြန်မိသွားပါတယ်။၁ယောက်ကတော့တေးကြတယ်တပ်ပစ်ခဲ့တာ။ကျန်တဲ့၂ယောက်ကတော့တရင်မကြဘူး။တခါတည်းတပ်ပစ်လိုက်တယ်လို့ယူဆရပါတယ်။သူတို့ကလူစိတ်မရှိဘူးဗျ။တပ်ပစ်တာဖြစ်နိုင်တယ်။စာပြေးကလေးကတနက်နဲ့လိုက်ပစ်တာ။ပုံနေရကနေပြီးတော့ NL ကင်းပြီဆိုတဲ့အချိန်ကျမှထွက်ပြေးခဲ့တာပါ။တ냐လုံးတော်ထဲမှာပဲအိတ်ခဲ့ရတယ်။ ဒီဘက်နေမြေရောက်မှာအကူအညီတောင်းခံရတာကားသမားတွေတွေ့လို့အကူအညီတောင်းတာဘယ်သူမှလိုက်မဖို့ဘူးလို့ထွက်ပြေးလုံယောက်လာသူများကပြောဆိုထားပါတယ်လက်ရှိထွက်ပြေးလုံယောက်လာတဲ့သူနှစ်ဦးက PDF နေမြေမှာရောက်ရှိနေပြီးတော့ကောင်းကောင်းမွန်မွန်ကြိုဆိုကြကစေဝါကုသမှုများလည်းပေးထားတယ်လို့သိရပါတယ်ထွက်ပြေးတဲ့အချိန်ကလမ်းကွဲသွားကြတော့လေလက်ရှိမှာ PDF နေမြေမှာပြန်တွေ့တဲ့အတွက်အတူတကွစောင့်ရှောက်ပေးထားကြောင်းကိုလည်းထွက်ပြေးလုံယောက်လာသူများကပြောပါတယ်ကမ်းမလူမြို့နယ်အတွင်းမှာရှိတဲ့ ်ယူဟာလမ်းကြောကိုအသုံးပြုပြီးသွာလာနေကြတဲ့ပြည်သူများအနေနဲ့မမေးမမြန်းမဲနဲ့သွာလာခြင်းမျိုးမပြုလုပ်ကြရရင်လည်းလူငယ်လူရွယ်လူလတ်ပိုင်းများအရေးတကြီးသွာလာရန်လိုအပ်ပါကကွေးလမ်းကြောကနေတဆင့်စုံစမ်းမေးမြန်းပြီးတော့သွာလာကြရန်ကျွလာကံဘလူတက်ကြွလှူစားသူများအဖွဲ့ကံဘလူခရိုင်ကတတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News ခင်တွေကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ